မင်္ဂလာပါပရိသတ်တို့ရေ Hue Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖီရိုမှာတော့ Jujutsu Kaisen Fan တွေအတွက် Series တွေက Special Great Sorcerer Street အကြောင်းကိုတင်ချရှင်းပြပေးသွားပါမယ်ဖီရိုမစခင်အရင်ဆုံး Jujutsu Kaisen ဇာတ်လမ်းတွေက Sorcerer ရဲ့အစင်းသတ်မှတ်ချက်တွေကိုအရင်ဆုံးရှင်းနေပါတယ် Jujutsu Sorcerer တွေကို Grade 4ကနေ Grade 1အထိအစင်းသတ်မှတ်ထားပြီးတော့ Grade 4ဆင်းရှိတဲ့ Sorcerer တွေကအနိုင်ဆုံးဖြစ်ပါတယ် ကျိန်းသာနေပညာတွေကိုကျွမ်းကျင်ကျင်သုံးနိုင်တဲ့အစင်းရောက်ပြီဆိုရင်တော့ grade 1 mon ဆရာဖြစ်တတ်မှတ်ခံရပါတယ်။ဒါပေမဲ့တချို့ mon ဆရာတွေကမွေးဖွားလာကလေးကတာမန်လူတွေနဲ့မတူပဲသူတို့ရဲ့ကျိန်းသာနေပညာတွေကထူးခြားလွန်းတာအကြောင်း special grade mon ဆရာဖြစ်တတ်မှတ်ခံကြရပါတယ်။ဒါပေမဲ့အဲ့လို mon ဆရာမျိုးကအရန်ရှားပါပြီ။ဇလာနေမှာတော့တရားဝင် special grade sorcerer ၄ယောက်သာပါဝင်ပါတယ်။လေယောင်စလုံးကိုတခါရဲပြောလိုက်ရင်ဗီဒီယိုရမ်းရှည်သွားပြီးပရိသတ်တို့ကြည့်ရတာပြင်းရင်ညီးခွေးမှာစိုးရိမ်တဲ့အတွက်နှစ်ပိုင်းခွဲဖော်ပြလိုက်ပါရီ ဒီဗီဒီယိုကတော့ part 1ဖြစ်ပါတယ် Gojo Satoru Root Gojo Satoru ဆိုတာကတော့ Jujutsu Kaisen ရဲ့ main clip ပြဿနာတွေအသေးစွဲနေ့စီကကြီးတစ်ခိုင်းလို့တည်ထားကြပါတယ် Gojo ရဲ့ဂျိန်စာနီးပညာကိုတော့ Limitless လို့ခေါ်ပြီး Gojo မိသားစုအတွင်းမှာမျိုးဆက်တစ်ခုကနေတစ်ခုကို lesson ကမ်းခဲ့တဲ့နီးပညာတစ်ခုဖြစ်ပါတယ် ဒီနည်းပညာဟာအကန့်အသတ်မရှိတဲ့အရာကနေအရှိတရားကိုဖြစ်တည်လာအောင်ပြောင်းလဲနိုင်ဆိုတော့မှဒီနည်းပညာအကြောင်းကိုကြိုဟာနေရာကိုလိုရှိသလိုအပြောင်းလဲလုပ်ပြီးခြေလက်ထိန်းချုပ်နိုင်ပါပြီ။ကိုကြိုမိသားစုဝင်အများစုကဒီနည်းပညာကိုသုံးနိုင်ကြပေမဲ့ကိုကြိုလိုစစ်အိုင်းပါရှိတဲ့သူတွေသာ limitless ကိုထူးချွန်ပြောင်းမြောက်စွာအသုံးချနိုင်ကြတာပါ။ကိုကျိုစတောရူဟာလွန်ခဲ့တဲ့နှစ်ပေါင်း400ကနေအခုထိသူတို့မိသားစုအတွင်းမှာပထမဦးဆုံးစစ်အာရုံ Limitless နည်းပညာကိုပါအမွေဆက်ခံခဲ့တဲ့တအုပ်တဲသောသူဖြစ်ပါတယ်။ လီမီလန့်စ်ကြောင့်ပဲကိုဂျိုဟာဂျူဂျူဆုခိုင်ဆန်ဇာလန်ထဲမှာအကြမ်းဆုံးတိုက်ခတ်တွေက6ခုကိုအသုံးချနိုင်တာပါအဲ့ဒီတည်းကပထမတစ်ခုကတော့ Infinity လို့ခေါ်ပြီးလီမီလန့်စ်ရဲ့တာမန်ပုံစံပါပဲဒီတိုက်ခတ်ကတိုက်ခိုက်တယ်ဆိုတာထက်ကာကွယ်ရေးနေရာမှာအသုံးချတဲ့တိုက်ခတ်မျိုးပါဒီတိုက်ခွဲကြောင့်ဂိုဂျူရဲ့ခန္ဓာကိုယ်ကိုထိလိုက်တဲ့အရာမှန်သမျှဟာမထိခင်မှာရပ်တန့်သွားပါတယ်။ Infinity တိုက်ခွဲကဂိုဂျူနဲ့သူ့ရဲ့ရန်သူကြားမှာအဆုံးမတတ်နိုင်တဲ့နေရာလွတ်ကိုဖြစ်စေပါတယ်။ ။ဒါကြောင့်ကိုကျိုးကိုထိလိုက်တဲ့အရာမှန်သမျှဟာမထီခင်မှာပဲဖြည်းဖြည်းချင်းနှေးသွားပြီးရပ်တန့်သွားပါရည်။ဒါပေမဲ့ Infinity ကိုဖိတ်ချပြီးကိုကျိုးကိုထိတွေ့လို့ရနိုင်မဲ့နည်းလမ်း၃ခုရှိပါရည်။ပထမတစ်ခုက Domain Expansion နာမည်ချဲ့ထွင်ခြင်းကိုဖွင့်ထုတ်တာပါ။ဒုတိယတစ်ခုကတော့ domain amplification လို့ခေါ်တဲ့နာမည်ချဲ့ထွင်ခြင်းကိုပိတ်ချတဲ့နည်းပညာကိုသုံးတာပါ။နောက်ဆုံးတစ်ခုကတော့ကျင်းစာနည်းပညာကိုပယ်ချနိုင်တဲ့ Avatar Spiral of Heaven နဲ့ Blood Rope လို့လက်နက်ကရိယာတွေကိုအသုံးပြုတာပါ။ ဒါအပြင် Infinity ကိုသူ့ဘေးနားကနေဖွင့်ထုတ်ပြီးရန်သူကိုဖိတိတ်ကတိုက်ခိုက်တာပါဒီလိုတိုက်ခွက်ကိုတော့ကိုဂျိုကဟန်နာမီကိုတိုက်ခိုက်တဲ့နေရာမှာအသုံးချခဲ့ပါတယ်တိုက်ခွက်၆ခုထဲကနောက်တစ်ခုကတော့ Blue လို့ခေါ်ပြီး Limitless ကိုအသုံးချကနေရာလို့ပြုလုပ်ပြီးဘေးနားကနေရာတွေကိုတစ်ခုနဲ့တစ်ခုစွဲငင်သွားသေးတာပါသူက blue ကိုချိန်သာစွန့်ရအများပြားထည့်သုံးလိုက်တဲ့အခါမှာတော့ဘေးနားကအရာဝတ္ထုပစ္စည်းတွေကတစ်ခုနဲ့တစ်ခုစွဲငင်ကပအုပ်ငင်တစ်ခုလုံးပျက်စီးကုန်ပါလေ ဒါပြင်ကိုကျော်ကဘလူးကိုတုံးပြီးသူနဲ့သူ့ရန်သူကြားကနေရာလုတ်ကိုဖိသိမ်းလိုက်တဲ့အခါမှာသူအနေနဲ့မြ мян လှုံရှားလိုက်တယ်လို့ဖြစ်သွားစေပါတယ်။ဒါကြောင့်မဲသူကဲသူခါကကိုကျော်ဟာအမြန်ဆုံးမော်စရာဆိုတဲ့ကုန်ပုတ်ကိုရရှိခဲ့ပါတယ်။နောက်တိုက်ပွဲတစ်ခုကတော့ red ဖြစ်ပါတယ်။ red ကဘလူးရဲ့စန့်ကျင်ဘက်ဖြစ်ပြီးအသုံးပြုတဲ့အခါမှာပဝင်းညင်ကအရာဝတ္ထုတွေကိုတစ်ခုနဲ့တစ်ခုတွန်းကန်စေနိုင်တာပါ red ကိုအသုံးပြုဖို့ဆိုရင်ဘလူးကိုတုံးတဲ့ဂျင်းစာစွန့်ရံနှစ်ဆကိုတုံးပြီးတော့ပြောင်းပြန်ဂျင်းစာဖန်တီးရတာဖြစ်တဲ့အတွက်အတော်လေးကိုတုံးရခက်ပါတယ် ရက်ကိုအသုံးပြုတဲ့အခါမှာအယမ်းကိုပြင်းထန်ပြီးဗဝင်းကျင်မှာကြီးမားတဲ့ပေါက်ကွဲမှုတွေကိုဖြစ်စေနိုင်ပါတယ်။နောက်တိုက်ခွဲတစ်ခုကတော့ Hollow Pupel လို့ခေါ်ပြီး Blue နဲ့ Red ကိုပေါင်းဆက်အသုံးပြုတာပါ။ဒီတိုက်ခွဲဟာဂိုဂျိုရဲ့အကျဉ်းဆုံးတိုက်ခွဲတွေကတစ်ခုဖြစ်ပြီးဗဝင်းကျင်တစ်ခုလုံးကိုဖျက်ဆီးပြစ်နိုင်တဲ့အပြင်အသုံးပြုသူဂိုဂျိုကိုတောင်မှဒဏ်ရာပြန်ရစေတဲ့အထိပါပဲ။ဂိုဂျိုမိသားစုတွေကလူနည်းငယ်လောက်ကပဲဒီလိုတိုက်ခွဲမျိုးတည်ရှိတယ်ဆိုတာကိုသိထားကြပါတယ်။ဒါပြင်ဂိုဂျိုဟာ Limitless ကြောင့်ဝေးကွာတဲ့နေရာတွေကို Teleport လုပ်လို့ရပါတယ်။ သူရှိနေတဲ့နေရာနဲ့သွားခြင်းတဲ့နေရာကြားကကွာဟမှုကိုဖိသိမ်းလိုက်ခြင်းအပြင်သူသွားခြင်းတဲ့နေရာကိုချက်ချင်းရောက်ရှိသွားတာပါသူကတခြားသူတွေကိုလည်းသူနဲ့အတူ teleport လုပ်လို့ရနိုင်ပါတယ်နောက်ဆုံးဆွမ်းအကြီးတိုက်ခွက်တစ်ခုကတော့ Gojo ရဲ့ domain expansion ဖြစ်တဲ့ infinite void အကန့်အသတ်မဲ့ဗလာမြေပဲဖြစ်ပါတယ်ဒီ domain ကို Gojo ကရန်သူဘောမှာတုံးလိုက်ပြီဆိုတာနဲ့ရန်သူရဲ့ခေါင်းတွေကိုမရေမတက်နိုင်အောင်များပြားတဲ့အချက်လက်တွေဝင်သွားပြီးရန်သူကလှုပ်ရှားလို့မရပဲရပ်တန့်သွားမှာပါ ဒိုမိန်ထဲမှာကိုဂျိုတီထားတဲ့သူကပဲဒီအစွဲရဲ့တက်ရောက်ခြင်းကိုမခံစားရမှာဖြစ်ပါတယ်။ဒါအပြင်ကိုဂျိုဟာသူ့ရဲ့ဒိုမိန်ကို0.2စက္ကန့်ပဲဖွင့်ပြီးအသုံးချလို့ရနိုင်ပါသေးတယ်။ကိုဂျိုဟာဒီ limitless နည်းပညာတခုရဲ့ကြောင့်စွမ်းအားကြီးနေတာတော့မဟုတ်ပါဘူး။သူ့မွေးဘွားကလေးကပါလာခဲ့တဲ့သူ့ရဲ့စစ်အိုင်းကြောင့်လည်းပါပါတယ်။စစ်အိုင်းဟာတိုက်ပွဲတစ်ခုဆိုတာထက်ကိုဂျိုမိသားစုအတွင်းမှာလက်ဆင့်ကမ်းလာခဲ့တဲ့ရှားပါလက်ဆောင်တစ်ခုလို့ပြောနိုင်ပါတယ်။ဒီမျိုးလုံးတွေကြောင့်ကိုဂျိုဟာအရာအလုံးကိုရှင်းလင်းပြသွားစွာမြင်နိုင်တဲ့အပြင် ဂျိန်သာစွမ်းအင်တွေကိုပါမြင်ရစေပါတယ်။ကြွမ်းကျင်မော်ဆီယာအတိုင်းဂျိန်သာစွမ်းအင်ကိုမြင်နိုင်တယ်ဆိုပေမဲ့ဇာတ်မမျက်လုံးကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့သူတို့ရဲ့မျက်လုံးတွေကိုဖုံးထားတာတော့မှဂျိန်သာစွမ်းအင်လုံးဝမပါရှိတဲ့အရာတွေကိုမြင်ရနိုင်စေပါတယ်။ကိုဂျိုဟာသူ့ရဲ့ဇာတ်မမျက်လုံးကြောင့်ပဲဒိုဂျီလိုဂျိန်သာစွမ်းအင်တစမ်းမှမပါလာသူကိုတော့အာရုံခံနိုင်ခဲ့ပါတယ်။ ဒါပြင်ဒီမျက်လုံးကြောင့်သူဟာသူ့ရဲ့ကျင်းသာနေပညာတွေကိုကျင်းသာစွန့်ရင်အရန်ကိုနည်းနည်းလေးနဲ့အသုံးပြုနိုင်တာပဲဖြစ်ပြီးသူဟာ limitless နေပညာကိုသုံးပြီးတိုက်ပွဲတွေတိုက်ရင်တော့ဘယ်တော့မှကျင်းသာစွန့်ရင် ကုန်ခန်းတော့မှမဟုတ်ပါဘူးဒါပေမဲ့စတမမျက်လုံးကအမြဲတမ်းဖွင့်နေပြီးပိတ်သိမ်းထားလို့မရပါဘူးဒါပြင်မျက်လုံးကိုအကြာကြီးဖွင့်ထားမယ်ဆိုရင်ကိုကျိုးရဲ့အုံနောက်ကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ဇလန်ထဲမှာ break တကကိုကျိုးကိုအမြဲလိုလိုမျက်လုံးစည်းနဲ့ပဲမြင်ရတာဖြစ်ပါတယ် ghetto sukuru ကတဝါကိုကျိုရဲ့အချင်းဆုံးတငယ်ချင်းဖြစ်ပြီးသူ့ရဲ့မိုးရပါနေပညာတော့ဂျိန်သာဝိညာဉ်ထိန်းချုပ်ချဲလေခြင်းဖြစ်ပါတယ်။ဒီနေ့ပညာအကြောင်းသူဟာတိုက်ပွဲထဲမှာဂျိန်သာကောင်းတွေကိုအနာယူပြီးတဲ့နောက်မှာအဲ့ဒီဂျိန်သာကောင်းတွေကိုဂျိန်သာစွန့်ရင်လုံးဖြစ်ပြောင်းလဲလိုက်ပါတယ်။သူဟာအဲ့ဒီနောက်မှာတော့အဲ့ဒီစွန့်ရင်လုံးကိုပါဇက်ကနေမျိုးချလိုက်ပြီးစားလိုက်ပါတယ်။ဒီကျိန်းစာစွမ်းအင်လုံးတွေကိုစားရတာဟာအမ်ဘတ်တွေကိုတုတ်ထားတဲ့အဝိစုတ်ကြီးကိုစားရတယ်လို့ပဲလို့ပြောမှုပါတယ် ဂတူထက်အဆင်းနဲ့ grade 4နဲ့3အဆင်းလောက်ပဲရှိတဲ့ကျင်းစာကောင်းလေးဆိုရင်တိုက်ခိုက်စရာတော့မလိုဘဲနဲ့ကိုယ်ဆုပ်ယူပြင်နိုင်ပါတယ်။ဒါကြောင့်မဲသူက grade 1နဲ့ special grade ကျင်းစာကောင်းလေးကိုသာတိုက်ခိုက်ပြီးမှဆုပ်ယူလို့ရတာပါ။ဒါပေမဲ့ကျင်းစာဝိညာဉ်ဟာတခြားမော်စရာတယောက်နဲ့အချင်းဆက်လုပ်ထားရဆိုတော့အဲ့ဒီမော်စရာတည်ဆုံသွားတဲ့အခါမှာသာသူကအဲ့ဒီကျင်းစာကောင်ကိုဆုပ်ယူလို့ရနိုင်တာပါ။ဂက်တူဝါကျင်းစာကောင်တွေကိုဆုပ်ယူပြီးသွားတာနဲ့ဘဲချင်းဘဲနေရာမှာမဆိုအဲ့ဒီအကောင်တွေကိုစင့်ခေါ်လို့ရပါတယ်။ ဒါအပြင်သူစုပ်ယူနိုင်တဲ့ဂျင်းသားကောင်ပမာဏကအကန့်အသတ်မရှိပါဘူး။အဲဒါကြောင့်သူဟာဂျင်းသားကောင်တွေကိုစုပ်ယူနိုင်တယ်လေပိုပြီးကျန်းလေလေပါပဲ။ဒါအပြင် user monkey လို့ခေါ်တဲ့တိုက်ခွက်တစ်ခုလည်းရှိနေပါသေးတယ်။ဒီတိုက်ခွက်ကဂတူစုပ်ယူခဲ့တဲ့ဂျင်းသားကောင်တွေကိုဂျင်းသားကောင်တစ်ကောင်တွေနဲ့ပေါင်းပြီးရန်တကူအရန်ကိုတိတ်တိတဲ့ဂျင်းသားစွန့်နေပြစ်လွတ်တာပဲဖြစ်ပါတယ်။ဒီတိုက်ခွက်ကအတော်လေးကျန်းနေဆိုပေမဲ့အဲ့ထက်ကျန်းလာရှိပါသေးတယ်။ဒါကတော့အစင်းမြင့်ဂျင်းသားကောင်တွေရဲ့ဂျင်းသားနီးပညာကိုထုတ်ယူထားပြီးဂျင်းသားစွန့်ရင်ဖြစ်ထုတ်လွတ်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဂက်တိုဝါသူအရင်လိုလုံနိုင်စွမ်းရှိတယ်ဆိုတာကိုသူမသိခင်တည်သွားခဲ့ပုံမရပါဘူး။ဒါပေမဲ့ဂက်တိုဝါဂျိန်သာဝိညာဉ်တွေကိုအသုံးချပြီးအဝေးထိုင်တိုက်ကွတ်တိုက်တဲ့မော်စရာဆိုပေမဲ့အနီးကတိုက်တဲ့နေရာမှာလည်းကျွမ်းကျင်ပါရီ။သူဟာအစင်းမြင့်ဂျိန်းစာလက်နက်တွေတဲ့ကတခုကို0မူပြီးတဲ့မှာယူတာနဲ့တိုက်တဲ့အချိန်ပန်းမိုင်နေနေအသုံးပြသွားခဲ့ပါတယ်။ဂဲပရိတ်သတ်တွေဒါကတော့ဂျူဂျူဆုခိုင်ဆန်တဲ့က Special Great Sorcerer တွေကဂိုဂျူတဲ့ကတူအကြောင်းကိုပြောပြခဲ့တာပါ။ Pap 2မှာတော့နောက်ထပ်နှစ်ယောက်ဖြစ်တဲ့ ယူတာနဲ့ယူကီရိုနီယောအကြောင်းကိုပြောပြသွားပါမယ်။အခုလိုဗီဒီယိုလေးကိုစောင့်တိကျရှုပေးကြလို့ကျေးဇူးတူပဲတင်ရှိပါတယ်။